ဘုရားကအဲဒီလိုလွံ့မြောက်ဖို့တကိုအတိအကျပြောတယ်အချုံနောင်တွေဘာမှမရှိရဘူးကုသိုလ်နဲ့ချုပ်လည်းမရဘူးပုဂ္ဂိုလ်နဲ့ချုပ်လည်းမရဘူးအမေနဲ့ချုပ်လည်းမရဘူးအချုံနောင်တွေနဲ့မမီကြရဘူးအဲ့ဒီသကုနာဝိယငဲ့တယ်လို့ပဲလွတ်လွတ်လပ်လပ်ပြန်တန်းကြလာရဲ့ဥပမာနဲ့ပေးသွားတာလည်းရှိတယ် ကောင်းကင်မှာလာရတဲ့လွတ်လွတ်လပ်ကြီးသွားနေတာနော်အေးအေးမမကိုသွားနေတာတဲ့သူရဲ့ဘဝကိုလည်းပဲလာနေဥပမာပေးတာလာလို့ပဲမင်းတို့နေကြစမ်းမှာနော်လာလွတ်လွတ်လပ်လပ်နဲ့သွားတယ်အေးအေးမမနဲ့သွားနေကြတက်တက်တာတာနဲ့သွားကြပါနော်အေးမြချင်းကတက်တာတော့ပေါ့နေနဲ့ဥပမာမပေးတော့ဘူးဆိုတော့ ။ညီလည်းပဲလွတ်လပ်စွာနဲ့သွားတို့တော့ပူလောင်တာပေါ့။နော်ပူလောင်မှုတွေခံစားကြ။အလှလိုပဲဘဝကိုနေကြရမယ်လို့ဒီလိုလည်းပဲဘုရားဥပမာပေးခဲ့တာရှိပါတယ်။အေးအေးများများလွတ်လွတ်လပ်လပ်နဲ့နေအဲ့တော့တချို့ကပြောတာအကုသို့ကုသို့ဆိုပြီးကုပရိတ်တလုပ်ငန်းတွေမှာစိတ်ကတော့ပြောနေမှာပေါ့ငြိမ့်ဒီစားတဲ့လူတွေပေါ့သူကြိုက်လို့သူစားတာသို့တော့ပူလိုက်တာစက်လိုက်တာဆိုတာ အဲ့လိုပဲပြားရတဲ့လုပ်ငန်းဒုက္ခတွေကများကြတယ်။ညဒုက္ခကိုကိစ္စ၊ညကိစ္စကိုဒုက္ခ။ဒီလည်းပဲအပြန်အလှန်သွားတာဒုက္ခနဲ့ကိစ္စနဲ့အတွဲလိုက်ကြီးသွားတယ်။အာဒီညကိစ္စကြီးဘယ်လိုဝွကျွေးကြောင်များ။ဆောင်ရွက်ကြတာလေ။အဲ့ဒါတော့ကုသိုလ်ဆိုပြီးပြောကြလိုက်တယ်။အဲ့တော့ကုသိုလ်ဆိုတာကောင်းတယ်ပဲထင်တာ။ပရိသတ်တို့ကဒေသနာတော်မှာ လောကီကုသိုလ်အကုသိုလ်တွေကတဏှာဥပါဒံရဲ့လက်ထက်ကနေလာတာတဏှာဥပါဒံကတဏှာအကြိုက်ဥပါဒံအစွဲနဲ့လာတာအနုတရလက်တွင်ကကုသိုလ်လို့ခေါ်တယ်အချုပ်ချယ်နဲ့လာတဲ့ကောင်းမှုကြီးမကောင်းတာကောင်းတယ်သို့တော့နောက်ကကျိုးဆွဲထားတယ်နော်ကျိုးနဲ့ဆွဲထားတယ်လက်ဘင်းကိုကျိုးပြင်းဆွဲထားတယ်အနုတရလက်ထက်ကကုသိုလ်လို့ခေါ်တယ် ဒါနာတွေပြီးလာတယ်ဝိပဒနာကြည့်ဥပါဒါကအမှုတရားလက်ကျင်ကသူ့တို့မဉ္ဉဏ်ကြီးမတက်နိုင်ဘူးမလွတ်လပ်ဘူးဟောမဉ္ဉဏ်ကြီးမတက်နိုင်မလွတ်လပ်ဘူးဝိပဒနာကြီးကမလွတ်သေးဘူးတရင်ကားလောက်လေးပဲလွတ်သေးတယ်နော်အကြီးတိုင်းတတိယမလွတ်မြောက်နိုင်ကြသေးဘူးလောကီကုသိုလ်ပေါ်တယ်ကြာ လောကီကုသိုလ်လောကအတွင်းမှာပဲရှိနေတယ်။မလွတ်လပ်သေးဘူး။ဥက္ကုဏ်နေရာမထွက်နိုင်ရသေးဘူးလို့ဒီလိုဆိုနေတယ်။ဥက္ကုဏ်နေရာမထွက်နိုင်တဲ့ငှက်ကလေးတွေကဘာမှမမြင်ရသေးဘူး။ဘာမှမမြင်သေးဘူးလို့ဒီလိုဆိုလိုတယ်။နော်။တာမန်တော့တာမန်ကြည့်ရင်တော့အာမမဟုတ်ဘူးထင်နေတယ်ဒီဥပမာနဲ့ကြည့်တဲ့အခါလောကီကုသိုလ်ဒီဒါနတိလသမထဝိပဿနာအကြည့်ရဥပ္ပုန်ထဲမှာပဲရှိသေးတယ် ဥက္ကုနဲ့မှာပဲရှိဒါမှမမြင်သေးဘူးဒီပုံကိုယ်ရယ်တချို့အချင်းနဲ့အဲ့ဒီဝိပဿနာလေးသုံးနိုင်တာနဲ့အဲတမထလေးထိုင်နိုင်တာနဲ့ဟုတ်ပြီချင်းနေတာဒီငဲ့ရဲ့ဥဥပမာကျက်ဥဥပမာနဲ့ဘုရားပြောထားတဲ့ဥပမာအရာဆိုရင်ဒါကဘာမှမမြင်ကြသေးဘူးအဆင့်တန်းကမမြင်ကြသေးဘူးအဲ့ဒါ ာမှမသိသေးမမြင်သေးတဲ့အတံပဲလို့ဒီလိုအဲ့ဒါကိုရည်ကြည်ခွင့်ချက်လုပ်နေကြအများကြီးအများကြီးအာဒိုင်းလို့ကောင်းလိုက်တာပေါ့မှမဖြစ်ဘူးဒိုင်းလို့ကောင်းကောင်းပြီးပြီးသွားမှာပဲနော်ဒီလိုလည်းပဲဖြည့်ပြည့်တွေမြင်တယ်မြင်မှာဟုတ်တော့ဟုတ်တယ်မမှန်သေးဘူးလို့ဒီလိုဆိုတော့ဟုတ်တယ်ဒါတွေကကောင်းတဲ့အနေနဲ့လက်ခံလို့ရတယ် နော်တချမ်းပဲတစိမ့်ပဲဒါပဲရှိသေးတယ်အလုံးထယ်နဲ့အပြည့်အဝမဟုတ်ကြသေးဘူးအဲဒီတော့ဒီတရားတွေကသေသေးချာချာနားထောင်ကြည့်ရင်ဘဝအတွက်အများကြီးအကူအညီရပါတယ်အကူအညီရတယ်စိတ်ချမ်းသာဖို့လူသက်သာဖို့ပြီးခဲ့တဲ့ဥပမာလေးတွေကိုသလုံးတည်ရင်ထဲမှာပိုက်ပြီးတော့တွေ့ကောင်းတဲ့ပေါ် နော်စိတ်ထဲမှာထည့်ပြီးတော့လက်တွေ့ကောင်းတယ်ပေါ်ကြည့်လာလို့ပဲနေကြပါဟိုးကောင်းငင်ကနေလွတ်လွတ်လပ်လပ်အမြင့်ရံနေသွားတယ်အေးချမ်းချမ်းသွားတယ်အားလုံးကိုအေးမြမှုပေးတယ်အဲဒီလိုလားသွားဘယ်သူမှဒုက္ခမပေးနဲ့နော်အဲဒုက္ခပေးတဲ့သူတွေကိုလည်းမြင်အောင်ကြည့်သူကကောင်းကျိုးပေးတာမဟုတ်ဘူးပူလောင်ပြီးတော့ဒုက္ခတွေပေးနေတာတန်ရောစင်တွေဝေတာတွေသကလုံးတွေ ကာလဒေသပုဂ္ဂလဆိုတဲ့အဲ့ဒီအရှိန်အဝါတွေဘုရားဓမ္မတန်ခအဲ့ဒီသကလုံးနေနဲ့အဲဟိုဘက်ကအဘိဓမ္မာသကလုံးနေဆိုလည်းဒီလိုပဲအဲရုပ်ဒေနာနေစိတ်တည်တည်ရုပ်နိဗ္ဗာန်ပြည့်ညတ်အဘိဓမ္မာသကလုံးနေနဲ့ဒုက္ခပေးနေတဲ့ပုဂ္ဂိုလ်အများကြီးရှိတယ် đó từ lâu nay tôi qua pin nè về đi đó à, lâu mà mà được sau này cha thì đã lâu rồi nó đó là nhà đó bà à, lâu mà mà được sau này cha ra lễ thâu mà mẹ ra lễ thâu mà mẹ cô nấu thịt thâu mà mà mẹ sau này đi mà cô con thịt con mà mẹ nó ai được? ိုက်လို့မှန်ဖို့အရေးကြီးပါတယ်။အဲဒီတော့အလုံးမှမှတစ်ယောက်နဲ့ကြာတော့လောက်ဆိုရင်ဆုံးပြေသွားပါဘူး။တဖြည်းဖြည်းလေးပဲပြန်လဲစဉ်းစားသုံးသပ်ပြီးတော့ဘဝမှာဒါအသုံးချနိုင်ကြဖို့အရေးကြီးတယ်။အသုံးချနိုင်ကြပါစေပေါ့။အဲဒါမှလည်းပဲတစ်ဆင့်နဲ့တစ်ဆင့်မြင့်ပြီးတော့နောက်ဆုံးမှလွတ်မြောက်ခြင်းဆို